Hello also okay ကိုရတဲ့နဲ့မမ YouTube channel လေးကနေ Nutrisa ကျူစွလိုက်ပါတယ်။ဒီနေ့လေးမှာတော့နန်နန်လေးကဆေးရဆေးမောင်ခင်မင်းတနုပြူရေးချထားတဲ့စကားသမုတ်တရားစာသုံးတရားဆိုတဲ့စာအုပ်လေးရဲ့အပိုင်း18စာသိန်းပိုင်းလေးကိုရွတ်ဖက်ပြပေးမှာဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်နော်။အတအနအဆက်အသွယ် တခါကကျွန်တော်တူကလေးတယောက်ခြေပွားတွင်ဆူဆူရဲထုံးနေထုံးနေဖြစ်နေသည့်အတွက်သူ့အမေကသားကိုထိုင်ခိုင်းပြီးအခလေးနဲ့ဆူးထွင်ပေးပါတယ်။ဆူးကထွက်သွားမလို့နဲ့မသွားပါ။သူ့အမေလက်လုံပြီးအကခြေပွားအရေးကုန်ကိုကန့်လန့်ဖြတ်ပြီးဖောက်သွားသည့်အတွက်သူကလေးခမအောင်ကိုရရှာတော့တယ်။သူကအနားမှာဒသင်းစာဖန်နေသောသူ့ဖေက တဲစူးကိုအနဲ့ထွင်ပါဆိုတာမင်းကနားထွင်သလိုထုတ်ဆင်းပါအောင်ထွန်ပြလိုက်တာကိုကွာဟိုသူစန်နေအာလန်ပီအပြည့်တင်လိုက်ဒီကိုယခုတိုင်ကြားရောက်နေမိဤယခုတိုင်ကြားရောက်နေခြင်းမှာအစားကြောင့်မဟုတ်ပါစကလုံးများဤအနဲ့ရိပ်ပဲသဘောကိုစိတ်ဝင်စားတတ်တော့ကျွန်တော်ဦးနောက်ထွေတွင် သူကလေးဤအဖေပြောလိုက်သည့်စကားတွေတွင် ထွင်းနဲ့ထုံကို အကွက်ကြကြခွဲခြားတုံးလိုက်ပုံကို အမမတ်တင်တင်ရှိနေတော့ကြောင်းဖြစ်ပါတယ်။ထွင်းရောက်တာထွင်းတော့ခါအပြကအစားတဲ့သူနည်းနည်းသာဝင်သည် ထွင်းလိုက်တော့ခါတွင်မူအပြသည်ဟိုဘက်ဒီဘက်ထုတ်ချင်းပေါက်သွားတော့သည် ထွင်းနဲ့ထုံအတန်တက်ကြလေပြောင်းသွားရုံနဲ့တက်ရောက်တော့အနတ်အိပ်ပဲသည်လေအမှုအရင်ပြောင်းသွားရပါတယ် မြန်မာစကားတွင်ငငယ်တုံးကတင်ပေါင်းချီတင်ရစဉ်အော်ဟိရွဆိုရတော့ကာကာကာပူပူပူတန်တန်တန်စာတော့အတန်တွဲများရှိမည်ဖြစ်သည်ထိုအတန်တွဲတစ်ခုစီမှာအတန်သုံးလုံးကိုပြင်ရစဉ်များက အမည်အမျိုးမျိုးပေးကြတယ်ကိုလိုနီခေတ်ကထင်ရှားခဲ့သောမြန်မာပြင်ရစီကြီးဝစီရပုတ်တီ ဥပိုးစိန်ကမူ ထိုအတန်သုံးတန်ကိုအမြစ်တန်ကပုတန်စသည်အတန်မျိုးတက်တက်အတန်ကပုတန်စသည်အတန်မျိုးဝိစာပေါတန်ကပုတန်စသည်အတန်မျိုးဟူ၍အမြည်ပေးခဲ့ပူပါလေသူမြတ်တမက ထိုတန်သုံးတန်အစဉ်အတိုင်းကွဲပြားသွားသည့်နှင့်အများအချို့သော စကလုံးများတွင်အနရိပ်ပဲအမှုမှရင်သော ပေါ်လွန်သားတဲ့သဘောကိုလည်းစိတ်ဝင်စားပွဲတရကဖြစ်ဆွေးနွေးပူပါတယ်။ဆရာကြီးအဆိုမိန်ကိုချုပ်ကြည့်လိုက်ရင်အမြင့်တန်သည့်အနာရိတ်ပဲအမှုဆုံးဖြစ်သည်။ကတ္တတန်သည့်အမြင့်တန်ထက်ပေါ်လွန်သောအနတ်ရှိသည်။ဝိဇ္ဇပေါတန်သည့်အမြင့်တန်နှင့်တတ္တတန်တို့ထက်ပေါ်လွန်သောအနတ်ရှိသည်ဟူ၍ဖြစ်ပါတယ်။ ရောက်ခဲ့သောတရကားကိုစီပါတက်တက်တန်ဖြစ်သော twin ဟူသောဝိဆပောက်တန်ဖြစ်သော twin ဟူသောအနေတိတ်ပဲပူဇော်သည်မဟုတ်ပါလောစီယာချီဥပစိန်ဤအဆိုမင်ကိုမြမစကလုံးအချို့ကထောက်ခံလေရဲ့စီချောင်းစိတ်ဝင်စားပွဲတွေ့ရပါတယ်အမြင့်တန်နဲ့တက်တက်အတန်တွေအချို့ကိုကြည့်ပါရနေစံတောက်ရတာလက်ဖက်ချောက်ရတာကဖန်ဖန်ကလေးပဲဟုဆိုလေရင် အနှင်းငယ်ဖန်သည်ဟုအတိတ်ပဲရတော့လေအရတာကဖန်နေဟုဆိုလျင်အနှင်းငယ်များသာမဟုတ်တော့ပဲအပြည့်အဝဖန်သည်ဟုဆိုရာရောက်သွားပါလေထို့အတူဒီကိစ္စကတန့်သွားတယ်ဟုဆိုလျင်ခဏရက်သွားသည်သဘောဖြစ်ပြီးတော်ပါပြီကြံပါပြီဟုဆိုလျင်မူလုံးဝပြည့်ပြတ်သွားသည်သဘောဖြစ်ပါတယ်အမြင့်တန်တဲ့ဝက်စာပေါက်တန်အတွဲကိုလည်းချိန်နိုင်ပါတယ် သူ့ကိုလှမ်းနဲ့တို့မိဟုဆိုလေရင်အနှဲငယ်သာထိမိသည့်သဘောဖြစ်ပြီးသူ့ကိုတို့မိတယ်ဟုဆိုလေရင်ညာစာထိမိသည့်သဘောဖြစ်သည်တက်တက်တန်နဲ့ဝက်စာပောက်တန်အတွဲများကိုကြည့်လျင်လေထို့တဘောမျိုးကို တွေ့နိုင်သည်ပင်ဖြစ်ပါတယ်အဖျားချွန်သည်ဟုဆိုလေရင်တာမန်ချွန်သည့်သဘောသာဖြစ်တော်လေအဖျားချွန်သည် ဥစိုးလျင်မူပိုရည်ရှိတဲ့ချုံနေတဲ့တဘောကိုဆောင်နေပါလေရေသွန်းတီထက်ရေသွန်းတီတီပိုရည်လေးနဲ့တော့အတိတ်ပဲရှိနေစမှာလဲထို့တဘောပင်ဖြစ်ပါလေဟောင်းပြူတီဆိုလျင်ရှိတော်နေငယ်ထိုးထွက်နေတဲ့တဘောဖြစ်ပါလေထို့အတူခေါင်းရှူတီထက်ခေါင်းရှူတီကပိုရည်နေဝင်သားတော့တဘောရှိပါလေတောင်အစွန်မှာတောင်အစွန်မှာမိတို့ခြာနာပါလေ အစွန်ထက်အစွန်ကပို၍အပြာနာဘက်ရောက်သည်မဟုတ်ပါလောအစစကလုံးများတွင်မူအမြစ်တန်တတအတန်ဝိဆပောက်တန်သုံးမျိုးစလုံးရှင်းကြည့်ရကြပါတယ်မူပါမုံမူမူပူမူကုံမူမူခေါမူဟုသောအတန်တွေမူမောက်ပုံတဖြည်းဖြည်းပူ၍ပူ၍လာအဆောင်ထင်ရှားပါတယ်ဖဲ့ဘေးကိုဖဲ့ထွက်သည်ဖဲ့ဖဲ့ရှာသည်ဖန်ဖန်ခြင်းသည် ဟူရဲ့၎င်းအတန်တက်ကြပြောင်းသွားသည်နှင့်အမျှဘူရီဘူရီဝေးခွာသွားသောတဘောကိုစောင့်နေပါတယ်။တကုဆိုစရာရှိပါတယ်။ဤဆက်တင်မှုတဘောသည်စကလုံးအချို့နှင့်သာဆိုင်ပါတယ်။စကလုံးအလုံးဤဘုံအင်းဤဆက်တဲ့သည်ဟုဆိုလိုခြင်းဟုတ်ပါ။ဆရာကြီးဥပုစိန်ကိုရင်ကလည်းတတတန်ကဟောတော်အမှုရာအဖြစ်ပြတ်ထပ်ပို့တော် အမှုရာအဖြစ်ပြက်ကိုဆိုလိုတော့ခတက်တက်အတန်ကိုဝစ်စာပောက်တန်အစုံများတည်ဟူရေလကတက်တက်အတန်ဝစ်စာပောက်တန်တို့ဤအနက်အောင်အားနေရုပ်ရော်တော့အမှုရာအဖြစ်ပြက်ကိုဆိုလိုရနိုင်လေအမြင့်တန်အစုံများတည်ဟူရေလကအစုံများတည်ဟူစကားခံကမိတ်ဆိုထားပါတယ်ဤသို့အတကြွက်သောအတံများကိုအလဲတွေပြောင်းလဲသုံးသည့်အလေးလဲရှိပါသည် ရှေ့ပြုတ်ကပြများတွင်အနေဆာနှင့်ဒုက္ခအနတ္တာသုံးပါးလက္ခဏာဟူ၍ပါဠိစကားလုံးအနတ္တကိုအတန်သက်ချပြောင်းပြီးအနတ္တာဟူပင်သုံးဖို့ပါれချွချွချင်းချင်းဟူ၍မြစ်တန်မပါဆိုရမည်ကိုအမြစ်တန်နှင့်ချွချွရှိ၏ချင်းချင်းရှိ၏ဟူဆိုပါれဤသို့ဆက်သည်ဖြင့်ဆုံမင်းကုန်တီကများစွာဟူ၍ဒုတိယကျောင်းစံထားဆရာတော်က ဝါရာပကတနီတွင် မိတ်ဆူပူတီကိုထောက်လျင်လေထို့သို့အတန်ဖဲလေတုံးသည်အလေသည်အတုံးတင်ကျလာတော့အလေးဖြစ်ကြောင်းသိနိုင်ပါတယ်စကားသလုံးကိုထို့သို့အတန်တကြပြောင်းပြီးအလဲလေတုံရမတုံးသည်အနတ်တိတ်ပဲသည်အနုအရင်ကွဲပြားတော့ကဆရာကြီးဥပ္ပစင်ထောက်ပြသည့်တိုင် အသံနှင့်အနတ်တို့၏ဆက်သွယ်မှုတဘောထင်ရှားလာရခြင်း ဖြစ်သည်ဟုယူဆနိုင်ပါသည်။အသံနှင့်ဆက်သွယ်သဘောသည် စူးစမ်းလေ့လာပွဲများကိုစူးစမ်းလေ့လာခြင်းအားဖိခေါ်နေတဲ့ကဲ့သို့ရှိပါသည်။စကားလုံးနှင့်သူပတ်ဝင်ခြင်းတကယ်လို့ဆိုတာအနတ္တဟိအနတ္တနောနာထမိမိကိုယ်သာကိုယ်ွယ်ရာ ဆရာမျိုးမအရင်ဤတရှင်းတဘုံမှာဖြစ်ကြောင်းအများသိကြပါရယ်ဤစကားစုတွင်တကယ်လို့ဆိုဒီမှာပါကိုဆိုလိုပါတနည်းနေတကြပြမစာတော့တကိုရှင်များလည်းမဟုတ်ခွေးကြောင်ကြစာတော့တရိစံများလည်းမဟုတ် လူဟုသောသရဝတာတကယ်အမှန်ဖြစ်ပါသည်ဟုဆိုလိုပါတော့ ဘုမဟောလူယုံဟောပဲအသက်ရှိတော့တကယ်လူစင်စစ်ဖြစ်ပါသည်ဟုဆိုလိုပါသလိုတကယ်လူဤအတိပ္ပယ်သည်ထိုသောမဟုတ်ကြောင်းသိကြပါれလူတယောက်တွင်ရှိသည့်ထိလိုက်သောကောင်းမြတ်သောဘုံရည်များဖြင့်ပြည့်စုံသည်လူဟုဆိုလိုကြောင်းသိကြပါれလူဟုသောစကားတစ်လုံးနှင့်သူပါတသူနေရုံနှင့်ထိုအတိပ္ပယ်မျိုးမထွက်တော်လေတကယ်လူဟုရဲ့တဲဆက်သုံးလိုက်သောကား ထိုရိပ်ပင်မျိုးထွက်လာပါတယ်စကားတစ်လုံးသည်သူနဲ့ဆက်ဆံသောသူ့ဘဝင်းစင်ကိုအကြံပြုရင်အနာရိပ်ပဲခြေဝလာရသည့်တဘောပင်ဖြစ်ပါတယ်လူမှာပဝင်းစင်ရှိသည့်နှီးသူစကားလုံးမှလည်းပဝင်းစင်ရှိသည့်တပဝင်းစင်အရေးပါမှုကို အလေးပေးလို့တော့ပညာရှင်များကစကားတစ်လုံးသည်ပဝင်းစင်အဆက်ဆက်ဖြစ်တာရက်တည်နိုင်သည် သူကြီးဆိုလျင်ဗာဒိတ်ပဲမှမရှိဟု၍ပင်ဆိုကြတဲ့သူဆိုသည်ပဝင်းစဉ်အရေးပါမှုကိုအလေးပေးလွန်သည့်အစွန်းသို့ရောက်သောအဆိုဖြစ်တဲ့သူသည်ပဝင်းကျင်နဲ့ဆက်ဆက်နေသည်မှန်ပါ၏သို့သောပဝင်းကျင်မပါပဲလူတယောက်နေနေလေသူတိတ်ပဲသူဆောင်သည်မဟုတ်ပါလောသူအတူစကားလုံးကိုလည်းအဆက်ဆက်နဲ့အသုံးပြုရသည်မှန်ပါ၏ သူတို့အဆက်ဆက်မပါပဲစကားတလုံးချင်းအနေနဲ့လဲသူတိတ်ပဲသူဆောင်နေပါတယ်အဆက်ဆက်မပါပဲသူကြီးအတိတ်ပဲမရှိဘူးဆိုလည်းတဲ့စကားလုံးကပါတိတ်ပဲရှိပါလိမ့်မည်ဟုတ်ပါတော့ပါဖဲစရာလုံးကပါလိပဲရှိပါလိမ့်မည်ဟုသောစူးစမ်းမှုမျိုးကလည်းစကားတစ်လုံးချင်းအတိတ်ပဲရှိကြောင်းဖော်ပြနေပါတယ်။တချိန်ကထင်ရှားခဲ့သောစာရေးဆရာကြီးမင်းဆွေက သူ့ရဲ့ထုတ်များကိုဒါသွေးလင်းစတဲ့ဖြင့်စကားတလုံးစင်အညီများပေးခဲ့တယ်။ထုတ်မီများကိုအတိတ်ပဲမရှိဟုဆိုနိုင်ပါမည်လား။ဆရာတာသူကသူ့ရုပ်ရှင်ကို အကယ်၍တာဟုအညီပေးခဲ့သည်။ဒါမှမသိအတိတ်ပဲမရှိဟုမြည်သူဆိုမည်နှင့်စင်စစ်စကလုံးတိုင်းတွင်အမာခံအနတဘောရှိပြီးဖြစ်တဲ့ ပဝန်းစင်နဲ့ SSS ကထိုအနက်ကိုသူ့အတိုင်းအထိုက်လေရလင်းနဲ့အောင်ခြေဝအောင်စတဲ့ဖြင့်ပြုလုပ်ပေးနိုင်ုံသာရှိပါတော့တယ်ပဝန်းစင် SSS နဲ့မျိုးရှိသည်ဟုဆိုကြတယ်စကားဆက်ဆက်နဲ့အချင်းနဲ့ဆက်ဆက်တို့ဖြစ်တယ်စကားဆက်ဆက်ဆိုရနိုင်တဆိုင်ရစကားလုံးဤရှင်းနောက်ဆက်ဆက်နေတော့စကားလုံးများကိုဆိုလိုသည်ဟုအချင်းဆုံးမှတ်ယူကြတယ် စကလုံးတစ်လုံးဤအတိတ်ပဲကိုဖော်ထားရနိုင်ရှင်းနာစကားဆက်ဤအရေးပါမှုကိုညှင်းပယ်၍မရစကားဆက်ရအနတိတ်ပဲတိမ်တိမ်မွမွေကွဲပြားသွားနိုင်သည်ပါဠိမှာရှုထားသောလောကဟုသောစကလုံးကိုပင်ရှိပါလောကသုံးပါးတွင်သူသည်အရေးပါဆုံးဖြစ်သည်ဟုတုံးလျင် လောကသည်တရားတော်တောင်ရင်မည်ဖြစ်ပြမှုသဘောအာလုံးဟုအတိတ်ပဲကြားလေလောကမှာလည်းကောင်းသည်တန်ရာမှာလည်းကောင်းမည်ဟုရေတုံးလည်းညမပွားဟုအတိတ်ပဲကြားသည်လောကမှာငွေရှိမှတင့်တယ်သည်ဟုတုံးလည်းလူမှုဆက်ဆံရေးနဲ့ပဲအတိုင်းဝန်တစ်ခုလုံးဟုအတိတ်ပဲကြားသည်စာပေလောကမှာအတုယံစာရေးဆရာတွေပေါ်နေတယ်ဟုတုံးလည်း အတိုင်းဝန်ဟုအတိတ်ပဲရပါတယ်စကားဆက်ဆက်ဆိုရနိုင်ဤကဲ့သို့ရှေတကားနောက်စကားမြတ်တာမဟုတ်ပဲစကားတစ်ပုလုံးသည်စကြယ်ပြန့်ပြန့်တက်ရောက်နိုင်ပါတယ်စာတအလုံးဖက်ပြီးမှစကားတစ်လုံးဤအတိတ်ပဲကိုဖြည်းဖြည်းဝဝနားလည်နိုင်သည်လည်းရှိပါတယ်ကမူဤပလေဝိတုတွင်ပလေဟုသောစကားလုံးသည် ပထမတွင်1940ပိုင်းနှစ်မြောက်ကဦးရံမြို့မှာကဲ့ရောက်သောဂျောကဆူအမည်ဟုထင်ရတော်လဲဆက်ဖက်လေးလေးအနှက်ရိပ်ပဲကျော်ဝါလေးလေးဖြစ်ကြောင်းတွေ့ရတယ်။ပလေးတီပြင်သစ်ကိုဂျာမန်တို့အုပ်စိုးထားပုံများကိုတင်စားသည့်စကလုံးဟုသောအနေထားမှမကန်သောစိတ်ဆိုးစိတ်ရိပ်ကိုဖော်ညွှန်သောစကလုံးဟုသောအနေထားကြီးကျပြန့်သွားရတယ်။ မာတာရီအယုံမျက်နှာပန်းမျက်နှာဟူသောဝိထုအမည်ကိုဝိထုဆောင်မှသဘောပေါက်သိရင်ဟုတ်ပါလောမင်းကျော်ဤတဆေဟူသောဝိထုအမည်ကိုဝိထုဆောင်မှသဘောပေါက်သိရင်ဟုတ်ပါလောမဆန္နာဤအယိဟူသောဝိထုအမည်ကိုဝိထုဆောင်မှသဘောပေါက်တယ်ဟုတ်ပါလောပဝင်းခြင်းအဆက်ဆက်ဆိုရနိုင်ချင်းနေဆက်ဆက်ကိုလည်းဆိုလိုသေးတယ် စကားလုံးကိုအတုံးပြုသည့်အချင်းလေးကိုဆိုလိုခြင်းဖြစ်တယ်။သူလည်းဟုသောအမေစကားတစ်ခုသည်ပင်သုံးသည့်အချင်းလေးကိုလာရင်အတိတ်ပင်မတူနိုင်ပါ။ဆွေမျိုးကမှမထွက်လာသူကိုဘလို့လဲဟုမိတ်လည်ရင်ရှင်နိုင်ရလားဟုအတိတ်ပင်တက်ရောက်ပေးလိမ့်မည်။စေယောမလူနာပေးပြီးပြန်လာသူကိုလူနာတက်တာရဲ့လားဟုအတိတ်ပဲတက်ရောက်ပေးလိမ့်မည် အချင်းနေအဆက်ဆက်တည်နောက်ခံရင်ချင်းမှုဝင်းကျင်တစ်ခုလုံးထိကျဲပြန့်သွားနိုင်သည်ကရော့ဒီဟူသောစကလုံးဤအတိတ်ပဲကိုပြပြဝဝသိနိုင်ရန်တအရဝနိကတာမင်္ဂလာတို့ပြည့်ဝပြန့်နှံ့နေသောမြမရင်ချင်းမှုဝင်းကျင်တဘောကိုနားလေရန်လိုအပ်သည်မဟုတ်ပါလောဆရာကြီးဥတင်စေသည်မြင်းဒီဟူသောစကားအတိတ်ပဲနှင့်ပတ်သက်၍ဤသို့ရေဘူးသည် တောကချင်းတိုင်းမြင့်တီဟူသောစကားသည်အတိတ်ပဲအထူးရှိသည်ဟုကျွန်တော်ထင်မိသည်အနောက်နိုင်ငံများတွင် ပြင်သစ်ဆဆာအီတလီဆဆာများကောင်းကြပါပေတယ်ကျွန်တော်အလွန်နှစ်သက်ပါပေတယ်အရှင်းနိုင်ငံများတွင်မူတရုတ်ဆဆာကလားဆဆာများလည်းကောင်းလာပါပေတယ်ခေါဆွေဝတ်သားပေါင်းပေပေါင်းကိုပြန်စင်ပလာတာကဘဲတမောက်ထမင်းတို့ကိုကျွန်တော်အလွန်ကြိုက်ပါတယ် တူတမေဒီဟူတာစကားကိုမြန်မာထမင်းကိုမြန်မာဟင်းများနဲ့အာရပါရမြန်မာလိုထိုင်ပြီးစားလိုက်ရမှာကျွန်တော်သုံးနိုင်ပြီဟုထင်မိပါတယ်။တနုပြူဖြားချစ်ကြောပေါ်တယ်။စပွဲဝမ်ကလေးခင်ပြီးချစ်သူတို့နဲ့အတူထိုင်ကပသိမ့်စပါနဲ့ဖြူဖြူကိုငါခုစီပြန်ဟင်းငါပတ်ငါပြီး ကပြူတီးနဲ့ငရန်ချင်းရဲ့ဝတ်သားဟင်းလေးနဲ့စားလိုက်ရမှအလွန်မိန်တီဟုစကားကိုတုံးတင်တယ်ဟုကျွန်တော်အောက်မိတ်မိပါတယ်မြမရင်ချင်းမူဝင်းကျင်နဲ့ဟက်ချလိုက်တော့ခါမိတီဟူတော့စကားဤအတိတ်ပဲတည်တကယ်ကိုမိဆက်ရာဖြစ်လာရသည်မဟုတ်ပါလို့စကားတလုံးဤပဝင်းကျင်တည်ရှင်နာစကားဆက်ဆက်မှာပဝင်းကျင်ရင်ချင်းမူ ဝင်းကျင်တစ်ခုလုံးထိကျေပြန့်သွားသည့်အလျာပဝင်းကျင်အဆက်ဆက်တဘောကိုပြင်းရဆင်များကလည်းအလေးကယူပြု၍လေ့လာကြပါသည်စကားတစ်လုံးသည်မြူတူကိုရင်ညွှန်းလို့ကြောင့်ပဝင်းကျင်အဆက်ဆက်ကတိတိကျကျညွှန်ပြပေးတယ်နဝရရေးဆိုယုံနဲ့ပတူကိုရင်ညွှန်းကြောင့်မတဲကွဲတော်လေပြင်းနေဝတ်တယ် ဝမဆွနဝရီစတဲ့ဖြင့်အစွန်းစွန်းနဲ့ရှင်ညွန်လိုက်တော့ခါတဲ့ကွဲသွားရသည်မဟုတ်ပါလို့သူအတူစကားတလုံးနှံလာကြရလားစတဲ့ဖြင့်တရင်ကကွဲပြအောင်လဲအဆက်စကားဖော်ပြပေးသည်ဒီကံတွင်ကံကနံဖြစ်ပြီးပေါ်လုံးခံတွင်ကံကကရိယာဖြစ်ကြောင်းသိရသည်မှာစကားဆက်ဆက်ကြမဟုတ်ပါလို့ပတန်သူအနက်ပဲစကားများကိုလည်း စကားဆက်ဆက်ကပင်ကွဲပြားအောင်ခွဲခြားပေသည်အမြအဝေထမင်းအိုဝေမျက်စီဝေအချင်းချင်းကွဲပြားအောင်စကားဆက်ဆက်ကခွဲခြားပေသည်မဟုတ်ပါလောစကားဆက်ဆက်သည်စကားတလုံးနဲ့ကိုပင်ခံစားမှုအစဉ်ဝေထင်ဟအောင်လုံနိုင်နေမထင်ရဟောင်းလေလုံနိုင်နေလေပြေတဲ့တွင်ငယ်ရုပ်စင်သည်အတင်ယောက်ျားကံတကာဟုဖဲ့ရနိုင် ယောက်ျားကတဘောကိုချီကျူးအကြတက်ကြတော့ထန်းစားမှုအရှင်ဝင်များထက်နေဟန်သူတော်လေယောက်ျားဝိအင်းဒီချုပ်သည်ဟူသောဆိုင်ဘုတ်တင်ပါခန်းစားမှုအရှင်ဝင်မှာမဟာတိတဘောကိုရှင်ကြည့်နိုင်ပါသည် စကားလုံးနှင့်သူပတ်ဝန်းကျင်ဆက်ဆက်မှုတဘောများကတိမ်မွေးလာပါပြီလေဆရာကြီးမောင်ဖေမင်းတနုပြူရေးတာတဲ့စကားတဘောတရားစသမှုတရားဆိုတဲ့စာအုပ်လေးကတော့ ဒီနေရာလေးမှာပဲစက်သိန်းသွားပြီးဖြစ်ပါရဲ့ရှင်။နက်နက်လေးရွှေဖက်ပြလာလေးမှာမြန်မာစကားမြန်မာအနေတိတ်ပဲလေးတွေမသိတာလေးတွေသိလာမယ်လို့လည်းမျှော်လင့်မိပါတယ်နော်။နက်နက်လေးရွှေဖက်ပြလာလေးကိုအချိန်ပေးနားဆင်ပြပါတော့ချစ်တော်လေးတို့ရေ www.ajibano နက်နက်လေးတို့ရဲ့မမရေချူ channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရောက်ပေးကြပါချစ်တော်လေးတို့ရေ။ စိတ်ရစရာတွေစိတ်ပျော်စရာတွေအားငယ်စရာတွေနာကျင်စရာတွေစုတော်လေးတို့နဲ့တူနန်းနန်းလေးတို့ကအတူတူရှိနေပေးမှာမို့အရာရာအတင်းရင်ကြောဖြတ်ကြမယ်နော်ဘေကင်းကျမကြပါစေနော် fighting နောက်ထပ်စာအုပ်ကောင်းလေးတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်နော်